ဟောနောက်တစ်ခု10ခုမြောက်ရွေးချယ်တာကတော့ဥပိ္ပခပါရမီပဲ။လောကလူတွေဟာတယောက်ယောက်ကလှုပ်ထားတွေကိုလိုက်ပြီးတော့တုံ့ပြန်လေးရှိကြတယ်ပေါ့။မတုံ့ပြန်မဲမနေဘူးတုံ့ပြန်နေကြတယ်။ကိုယ်ပေါ်အကောင်းပြုလဲပဲအနည်းဆုံးစိတ်ကတော့တုံ့ပြန်တာပဲ။မကောင်းတာဆိုလို့ရှင်လဲတုံ့ပြန်တာပဲ။အဲ့ဒီတုံ့ပြန်မှုတွေမရှိအောင် ဘာလိုအပ်လဲရင့်ကျက်မှုရှိအောင်ဥပိ္ခာပါရမီဆိုတာဖြစ်ခြင်းရမယ်လို့သူတို့ပြောတာเนาะအဲ့ဒီဥပိ္ခာပါရမီဟာဘုရားဖြစ်ကြောင်းထဲမှာဆိုရင်10ခုမြောက်အရေးကြီးတဲ့အရာတစ်ခုဖြစ်တယ်ဒါကြောင့်မို့ဣမန္တွန်ဓတမန္တာဝဒန္လံကတ္တဝသမာဓိယအဲ့ဒီဥပိ္ခာပါရမီကို10ခုမြောက်ခိုင်ခိုင်မာမာစောင့်တည်ပြီးတော့လေ့ကျင့်ရမယ်ဘုရားဖြစ်ခြင်းဘာနဲ့ဥပမာတူတော့ဆိုလို့ရှိရင် ခုနကခန္တီလိုပဲမြေကြီးကဲ့သို့တိမတ်တဲ့ဥပ္ပခါမျိုးပေါ့မြေကြီးဟာကောင်းတာလုပ်လို့ဆိုးတာလုပ်လို့အညစ်အကြေးတွေသူ့ပေါ်မှာစွန့်စွန့်ကောင်းတာတွေစွန့်စွန့်ဘယ်ဟာပေါ်မှသူဟာတုံ့ပြန်ခြင်းမလုပ်ဘူးတဲ့ဟောအားလုံးကိုလက်လူရှုထားနိုင်တယ်တည်တည်ငြိမ်ငြိမ်နေနိုင်တယ်လို့ဆိုလိုတယ်နော်အဲ့ဒါမျိုးလို့ပဲ ုက္ခနဲ့တွေ့လဲမတုံလို့ရဘူးဒုက္ခနဲ့တွေ့လဲမတုံလို့ရဘူးဥပေက္ခပြုနိုင်တယ်ချမ်းသာတာကိုလည်းဥပေက္ခပြုနိုင်တယ်ဆင်းရဲတာကိုလည်းဥပေက္ခပြုနိုင်တယ်ဒီလိုဆိုလိုတာเนาะတတ္တဝါတွေနဲ့တွေ့တဲ့အခါမှာကိုယ်ပေါ်မှာ အကောင်းလုပ်တဲ့ပုဂ္ဂိုလ်ကိုယ်ပေါ်မှာအဆိုးလုပ်တဲ့ပုဂ္ဂိုလ်တို့ရဲ့လောက်ရတဲ့ပေါ်မှာအကောင်းပဲလုပ်လို့အဆိုးပဲလုပ်လို့နှစ်ခုစလုံးကိုဥပေက္ခပြုနိုင်တယ်စိတ်တက် ရင်းရိုင်ပြီးတော့မသွားဘဲနဲ့ဥပ္ပခါပြုတ်နိုင်တယ်လို့ဒီလိုဆိုလိုတာเนาะချိန်ငဲ့တို့တိမှတ်ရမယ်ချိန်ခွေများတိမှတ်တယ်လို့ပဲတိမှတ်ရမယ်လို့အဲ့လိုဥပ္ပခါပါရမီကိုဖျားဖြစ်ကြောင်းတရားကောင်းနေတယ်မှာဆယ်ခုမြောက်အဖြစ်သူမိသားရင်တည်းရရွေးချယ်လိုက်အဲ့လိုရွေးချယ်ပြီးတဲ့နောက်ကြတော့ဒီတဲ့ ိုပြီးတော့ကျင့်စရာမရှိတော့ဘူးဖျားဖြစ်ဖို့ရာအတွက်ဟောဒီပါရမီ10မျိုးပဲကျင့်ကြံကြုတ်ကုအထောက်ရမယ်ဆိုတာသူကသူဆုံးဖြတ်ချက်ချပြီးတော့ပါရမီတရားတွေကိုကျင့်ကြံကြုတ်ကုအထောက်လာခဲ့တာเนาะအဲ့တော့ဖျားလောင်းတော်တွေဟာအမြဲတမ်းသူတို့ရဲ့စိတ်ဆန္ဒတွေအားလည်းအမြဲတမ်းကောင်းမြတ်တယ်အမြဲတမ်းကောင်းမြတ်တယ်ဖျားလောင်းတွေကသူတို့မှာအမြဲတမ်းရှိတဲ့စိတ်ဆန္ဒတွေက အစ္ဆာတရားလို့ခေါ်တယ်အစ္ဆာတရား6မျိုးရှိတယ်ဘုရားလောင်းနေအဲ့ဒါကိုရှေးကဆရာတော်ကြီးတွေကလွယ်လွယ်ကူကူမှတ်လို့ရအောင်လို့ကြပြားလေးတွေရေးထားတာရှိတယ်ပေါ့လောဘဒေါသမောဟကင်းလို့တောခိုတပြားစိတ်ရငြိမ်သက်ဝတ်မှတ်ထွက်6ချက်လောင်းလျာလိုတော်ဒီလို့ငယ်ငယ်တုန်းကချက်ခဲ့ရဘူးတယ်ပေါ့နော်လောဘဒေါသမောဟကင်းလို့လောဘကင်းခြင်းနဲ့ အစ္ဆတရားရှိတယ်ဒေါသကင်းခြင်းနဲ့အစ္ဆတရားရှိတယ်မောဟကင်းခြင်းနဲ့အစ္ဆတရားရှိတယ်လောဘကင်းတယ်ဆိုတာအလောဘအလောဘဖြစ်တာကိုပြောတာအလောဘဆိုတာရရောတယ်တွေ့တာမှု မရှိဘူးအဒေါသဆိုတာအလုံးပေါ်မှာမေတ္တာထားတယ်မုန်တီးမှု မရှိဘူးအမောဟဆိုတာတွေးဝေမှုမရှိဘူးမှန်မှန်ကန်ကန်သိတယ်ဟောဘုရားလောင်းနေဟာ အဲ့ဒီရဲ့ရောမှုမေတ္တာရှိမှုခွဲခွဲပြားပြားသိမှုဆိုတဲ့အပေါ်တွေပေါ်မှာအမြဲတမ်းစိတ်ဆန္ဒရှိကြတယ်ပေါ့စိတ်ဆန္ဒရှိတယ်လောဘဒေါသမောဟကင်းလို့အမြဲတမ်းလောဘဒေါသမောဟကင်းမှုစူးစမ်းတယ်စူးစမ်းခြင်းနဲ့စိတ်ဆန္ဒရှိတယ်တောခိုတပြားဆိုတာ နိခမစ္ဆာတရားကိုပြောတာအနောင်ကျိုးရှိတဲ့ဘဝတွေကနေပြီးတော့ထွက်ခွာပြီးတော့တရားဓမ္မကျင့်ကြံကြိုးကိုအထုတ်ဖို့ဆိုတဲ့နိခမစ္ဆာတရားထွက်ခွာလို့တဲ့စိတ်ဆန္ဒအမြဲတမ်းပဲထားတယ်မွေးမြူတယ်ပေါ့အဲ့ဒါလို့ဘုရားအလောင်းတွေကကြိုးစားအထုတ်မှုတွေရှိတယ်နိခမစ္ဆာတရားရှိတယ်နောက်တစ်ခုကြတော့ စိတ်ရငြိမ်သက်ဆိုတော့ဘုရားလောင်းနေဟာဒီလွတ်လွတ်လပ်လပ်ဘယ်ဟာနဲ့မှမဆက်ဆက်ဖက်နဲ့လွတ်လွတ်လပ်လပ်ကာယဝိဝေက စိတ်တဝိဝေကဆိုတာလေရရှိအောင်ကြိုးစားအထောက်အမှုတွေရှိတယ်တဲ့အဲ့ဒါလို့နောက်တစ်ခုကျတော့ဘုရားလောင်းတော်တွေဟာဝတ်ဆင်းရဲကနေဘဝကလွတ်မြောက်ဖို့ဆိုတဲ့စိတ်တသူတို့မှအမြဲတမ်းဥတည်ချက်ရှိတယ်လို့ဒီလိုဆိုလိုတာเนาะအဲ့တော့ဘုရားလောင်းတွေဟာ လောဘကင်းခြင်းနဲ့ဒေါသကင်းခြင်းနဲ့မောဟကင်းခြင်းနဲ့လောဘဒေါသမောဟကင်းလို့တောခုတ်တပြားနော်အိမ်ကနေထွက်ခွာမိသားစုဘဝကနေထွက်ခွာလို့တယ်စိတ်ရာကာယဝိဝေကစိတ်တဝိဝေက ရတဲ့နေရာမှာနေခြင်းနဲ့ဘဝကလွတ်မြောက်မှုကိုမျှော်လင့်နေဆိုတော့အဲ့ဒီသူတို့ရဲ့ပြင်းထန်တဲ့စိတ်ဟာ အမြဲတမ်းအဲ့ဒီဘက်ကိုညွတ်ပြီးတော့နေတယ်တဲ့ဒါကြောင့်မို့လို့ဘုရားလောင်းနေဟာပါရမီဖြည့်ပြီးတော့နောက်ဆုံးမှာဘုရားဖြစ်သူရောက်ပြီးတော့သွားကြတယ်အလွန်မြင့်မြတ်တဲ့လုပ်ငန်းတွေကိုလုပ်ပြီးတော့ဘုရားဆိုတာဖြစ်ကြရတာပေါ့အေးဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿဖောင်းလို့ရသော်ဘုရားသခင်ကိုရောမြတ်ဘုရားတဆူဖြစ်ဖို့ဆိုတာယခုလို့ပါရမီတော်တွေကို ဖြည့်ကျင့်နိုင်မှဒီစွန့်ရည်တတ္တိတွေရမှဘုရားဆိုတာဖြစ်တာပါ တမ္မာနဲ့ဖះဆိုတာဖြစ်နိုင်တာမဟုတ်ပါဘူးကောင်းမြတ်တဲ့အကြည်သွေးတွေကိုလေ့ကျင့်ပြီးတော့ရယူတာပါဒါတွေကိုနမူနာကြည့်ပြီးပါရမီ7ပါးမြတ်တရားဆိုတာကိုမှတ်သားပြီးတဲ့အခါမှာတို့တွေတွေလည်းမွန်မြတ်တဲ့အလုပ်တွေကိုစူးစမ်းပြီးတော့လုပ်ကြရမှာဆိုတာကိုယ့်ကိုယ်ဆုံးဖြတ်ချက်ချပြီးကိုယ်တိုင်မွန်မြတ်တဲ့လုပ်ငန်းပါရမီလုပ်ငန်းကိုမိမိတို့အဆင့်တန်းအားလျော်စွာရည်ရွယ်ချက်အားလျော်စွာ ပါရမီဆိုတဲ့မြင့်မြတ်တဲ့အလုပ်တွေကိုတို့တွေလောရမှာပဲလို့ကိုစီကိုစီနှလုံးသွင်းဆင်ញင်ပြီးတော့ယခုလိုလူဘဝရလာလို့အတိတရားရတဲ့အချိန်မှာပါရမီတရားများကိုကြိုးစားပြီးတော့ဖြစ်ကျင့်နိုင်ကြပါစေကုန်သတည်း